မြန်မာနိုင်ငံသားတွေငလင်တန်းပြီးမှစက်တမီငိမ့်စီဘူးထူးခြားတဲ့ငွေလူပမာဏကိုလှူဒန်းခဲ့တဲ့တတိမာကြီး smile မင်္ဂလာပါရှင်ရွှေမန်လေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကငလင်တန်းပြီးကြာရောက်နေသူတွေအတွက်ထူးခြားတဲ့ငွေပမာဏနဲ့ဘယ်သူမှမလှူဒန်းနိုင်တဲ့အလှူဒန်းမျိုးပေးခဲ့တာကအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့တတိမာကြီး smile မှာအခုချိန်ခါမှာတော့အားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာငလင်ပေးကြီးကြာရောက်နေတာဖြစ်ပါတယ် ။ဒီငလင်ကြီးတောင်စကိုင်းနယ်မန္တလေးနေပြည်တော်စားနယ်မြို့တော်တွေမှာနေရင်ဆောင်တွေပြိုကျပျက်စီးသွားတာပါ။ဒါကြောင့်လေကမ္ဘာနိုင်ငံတီးတီကအဖွဲ့အစည်းတွေကငွေအားလူအားကုညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီနေကြတာဖြစ်ပါတယ်။ဒါပြင်ငွေချင်းရင်အားမတက်နိုင်သူများကလည်းကိုရိုင်းကူညီကယ်တင်ရေးလုပ်ငန်းတွေမှာအားတက်သရောပါဝင်လှူဆောင်နေကြတာကိုတွေ့ရတာပါ ဒါပေမဲ့စက်ပစ္စည်းကရိယာတွေရဲ့လိုအပ်မှုတွေနဲ့တူတခြားသောအခြေအနေခက်ခဲတွေကြောင့်ကေတင်ရေးလုပ်ငန်းတွေကနှောင့်နှေးနေကြရတာပါတက်နိုင်တဲ့ဘက်ကနေကုညီကေတင်ပေးနေတဲ့အတွက်တော့လက်ရှိမှာတန်ရှင်ကြည်ရင်နေသူတွေကတချို့ကလည်းကေတင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်ငလင်ပေးတံကိုစိုးစုံခန်းစားနေရတာကတော့မန္တလေးစကိုင်းနယ်နေပြည်တော်လို့ဆိုရမှာပါ အထူးသဖြင့်မန္တလေးမြို့နယ်နေပြည်တော်မှာဆိုရင်အဆောင်တွင်ပြိုကျပျက်စီးကလူရင်းရှင်လက်လက်ပိတ်မိနေပြီးမြေကူညီကယ်ဆယ်ရေးတွင်လုံရမှာခင်းရင်နေကြတာဖြစ်ပါတယ်။ဒါပြင်တပ်ရှင်ကြံရည်သူတွေပြန်လည်ရတည်နိုင်ဖို့ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့လည်းအရေးကြီးတာပါ။ဒါကြောင့်လည်းကူညီထောက်ပံ့မှုတွေအများကြီးလိုအပ်နေတာဖြစ်ပါတယ်။ ဒီလိုချိန်မှာကျူရှုအာဘန်အောင်လာအဆန်တို့လိုနိုင်ငံတကာမှာနာမည်ကြီးနေတဲ့ထင်ရှားတဲ့ပုံကိုယ်ရီတက်နိုင်သမျှလှနှမ်းကရမုံငွေလူခံနေကြတယ်လို့အမေရိကန်နိုင်ငံမှာကြီးကြီးတက်ချမ်းသာကျွေးဝနေတဲ့တထေးမကြီးစမိုင်းကဘလောက်လူတန်းမလဲဆိုပြီးသိကျင်နေကြတာပါစမိုင်းဟာမြန်မာနိုင်ငံမှာအချမ်းသာဆုံးစီးရင်ဝင်တထေးမကြီးတယောက်ဖြစ်တယ်လို့အမေရိကန်မှာပြောင်းရွှေ့နေထိုင်ရင်းနဲ့သူမရဲ့စီးစိမ်ချမ်းသာတွေကိုတစ်ခုပြီးတစ်ခုမယိုးရအောင်ထောက်ကျွားနေကြတာပါ စမိုင်းကဒေါ်လာပေါင်တန်းနဲ့ချီအကုန်ကျခံပြီးတော့နန်းတော်ကြီးတို့များခန်းနာလာပါနေနေကြီးကိုလည်းဝယ်ယူထားခဲ့ပြီးဘယင်မတပားလုံးနေထိုင်ရင်းနဲ့စီးစိမ်ချမ်းသာတွေကို ခံစားနေခဲ့တဲ့ဝဲဖြစ်ပါတယ်။သူမကဘာလုံးမလှုပ်ရှားမလို့လောက်အောင်ဆယ်ဘွားစားလောင်ပြေဆုံးပြီးချမ်းသာကြွေဝနေပြီဖြစ်တာကြောင့်အိမ်ကြီးထဲမှာပဲနေထိုင်နေရင်းနဲ့နေစဉ်နေတိုင်းဘဝကိုတာယာစွာနဲ့ဖြတ်တန်းနေခဲ့ရတာပါ။ ဒါကြောင့်သူမကိုချစ်တဲ့ပြိသက်တွေနဲ့သူမကိုကြည်ပြီးတော့အားကျအတူယူလို့ရစီဖို့အတွက်ပိုင်ဆိုင်သမျှစီးစိမ်ချမ်းသာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြီးတော့ကြွားနေကြတာပါဒီလိုချမ်းသာကြွယ်ဝလာတဲ့စမိုင်းကငလင်ဘေးတံမှာမြန်မာနိုင်ငံအတွက်ဘလောက်များလှူဒါန်းမလဲဆိုပြီးသိချင်နေကြတာဖြစ်ပါတယ်အခုခါမှာတော့တတိမကြီးစမိုင်းကမြန်မာနိုင်ငံကပြည်သူတွေအတွက်စက်တမီငိမ့်အောင်တတကားဆရာတော်ကြီးကနေတဆင် အလူငွေ3133သိန်းပါဝင်လှူဒါန်းလိုက်တာဖြစ်ပါတယ် ဒါပြင်စမိုင်းတို့ဟာအောင်စဘူတော်ရဆရာတော်ကြီးထံကနေလဲ3900ကိုထပ်မံလူဒန်းခဲ့တာပါဒါကြောင့်လဲစမိုင်းတို့မိသားစုဟာမြင်းကလင်းထံကျုံထွေခန်းစားနေရတဲ့မြန်မာနိုင်ငံကပြည်သူတွေအတွက်ငွေကြေးသိန်း1613သိန်းကိုပါဝင်လူဒန်းလိုက်တာဖြစ်ပါတယ်ဒီပမာဏဟာနှုပညာရှင်တွေကလူဒန်းနဲ့ပမာဏတွေမှာအများဆုံးလို့လဲသိရတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော မြင်ကလင်တန်းသင့်ပြည်သူတွေအတွက်လှူဒါန်းခဲ့တဲ့စမိုင်းနဲ့ပတ်သက်ပြီးမိမိတို့အမြင်ကိုပြောသွားပေးကြပါအောင်နော်။